ရင်ရတယောက်ကတိုက်ခိုက်တာအပြင်ရန်သူတိမထားမိအောင်လည်းပုံမီတိုက်ခိုက်တဖို့လိုပါတယ်။အခါကြီးကသူ့ရဲ့ခြုံလုံးဆောင်မှုဘက်ကိုစတင်လိုက်တာနဲ့အုံလုံးကမမြင်အောင်နေရာယူနေကြတဲ့အချိန်မှာပဲနောက်တူကဂျိုနယ်တယောက်ကိုပလင်းကြီးထုတ်ပြီးစင်ခေါ်ပါတယ်။အခါကြီးကလည်းရင်ရတယောက်တက်မြောက်ကမဲ့ထိုင်ကျစုတွေကိုတင်ပြပေးမှဆိုပြီးအိတ်ထဲကနေအပြာဆောင်ထုတ်လိုက်ပါတယ်။နောက်တူကသူနဲ့လာချဖို့ခေါ်တော့ခါခါကြီးကလည်းစာအုပ်ဖတ်ရင်မတိုက်နိုင်တဲ့ပြောလို့နောက်တူလည်းသူ့ကိုအေးမလို့တဲ့ဆရာကိုစုပ်ပြအောင်လုပ်ပြမှဆိုပြီးခါခါကြီးကိုစတိုက်ပါတယ်။ခါခါကြီးကနောက်တူရဲ့တိုက်ခိုက်မှုတွေကိုစာအုပ်ဖတ်ရင်လည်းရင်ရကိုကန့်ပညာထိုင်ကျစုတွေပဲတာယာပြရှင်နေပါတယ်။ရုတ်တရက် ဆိုလိုခက်ခါရှိကနာရတိုရဲ့အနောက်ကိုရောက်သွားပြီးလက်တင်ငေတာတစ်ခုကိုဖွာလိုက်ပါတယ်။အဲ့တင်ငေတာကိုနင်ဂျာတမိုင်းမှာကြားတင်ငေတာလို့ခေါ်ပြီးမိပုံစံဂျေဆုကိုတုံးတဲ့အခါလုပ်တဲ့တင်ငေတာဖြစ်ပါတယ်။အဲ့လိုဂျေဆုကနာရတိုလိုနင်ဂျာပေါ့ဆာလေးတော်တော်ဖြုံလို့ဆရာဂျေဆုဖြစ်ပါတယ်။ခက်ခါရှိကချီနိုဘီဆိုတဲ့ရန်သူကိုနောက်ကျောဘယ်တော့မှမပေးရဘူးလို့ပြောရင်းနဲ့ပဲအဲ့လက်နဲ့နာရတိုရဲ့ဖင်ကိုထိုးလိုက်ပါတယ်။ဒီခိုက်တန်ကနာရတိုဝေါ်မှာနှစ်တထောင်မရဏတိုင်ဆိုပြီးတင်မဲ့ကြီးပါတယ်။ပြန်လိုက်ခံရတဲ့နာရတိုလည်းရေထဲကနေရှူရကန်နဲ့ပြစ်ပြီးရေပေါ်ပြန်တက်လာပါတယ်။နောက်တစ်ရက်ဆိုရင်လည်းရေထဲကနေနာရတိုရဲ့အများကြီးထွက်လာပြီးခက်ခါရှိကသူတတိမထားမိခင်မှာရန်သူက ိုကြောမပေးရဘူးဆိုတဲ့စီးမျိုးကိုချုပ်ဖောက်မိပြီးနောက်တို့စီမအဖမ်းခံလိုက်ရပါတယ်အဲ့ဒါကိုကြည့်နေကြတဲ့ဆာစကဲနဲ့ဆာကူရာကလည်းနောက်တို့ရဲ့အကွက်ကိုမင်းတက်နေကြပြီးနောက်တို့ကတော့သူ့ဖင်ကိုထိုးလိုက်တဲ့ခကရှိကိုပိုးလိုက်ပြီးမယ်အဲ့ဒါကခကရှိမဟုတ်ပဲနောက်တို့ပဲဖြစ်နေရင်နောက်တို့မန်က Volume 1 Chapter 5ကအဆုံးသတ်ထားပါတယ်ဒီရတဲ့ပိုင်းမှာဖန်လိုက်ခံရတဲ့နာရတိုကခါခါရှိကိုသူ့ရဲ့ကိုပွားတဲ့နဲ့ချုပ်ပြီးထိုးပေးမယ်။အဲ့ဒါကခါခါရှိမဟုတ်ပဲနာရတိုပဲဖြစ်နေပါတယ်။အဲ့ဒါကြောင့်ကိုပွားတဲ့အချင်းချင်းစိတ်ဝမ်းကွဲပြီးထားချကုန်ကြပါတယ်။တကယ်တော့ခါခါရှိကအစားတို့ဂျီစုကိုတုံးပြီး နာရတိုကိုဝါနဲ့နေရာလဲလိုက်တာဖြစ်ပါတယ်။အဲနောက်မှာနာရတိုကအလေးတရားအုပ်ွက်တော်တည်တာတဲ့ခေါင်းချုပ်မှာမှီသွားပါတယ်။ကကာရှိကလည်းတတိလွတ်လွတ်ဖြစ်သွားတဲ့အချိန်လိုတိရဆိုသူဆာစီရဲ့ရှရင်းကန်တွေကကကာရှိကိုတိုက်ရိုက်ထိသွားပါတယ်။ဒါပေမဲ့ကကာရှိကကကာရှိဖြစ်နေစဲမလို့အစားတို့ဂျီစုကိုတုံးပြီးဆာစီရဲ့ပုံနေတဲ့နေရာကိုအလွယ်တူရှာတွေ့သွားပါတယ်။နာရတိုကကျိုးကိုခုနိုင်နဲ့ဖြတ်ပြီးဒီတခါတော့အများကြီးထောင်ချုပ်ထမ်းအမိမခံဘူးဆိုပြီးဆင်းလာတဲ့အချိန်မှာပဲနောက်ထပ်ထောင်ချုပ်တစ်ခုကိုထမ်းမိသွားပြန်ပါတယ်။ဆာကူရာတယောက်ကလည်းဆာစီရဲ့ကော်တန်ကြောင့်လက်ကြည့်လိုက်တဲ့အချိန်မှာတစ်ခုလုံးတန်ရာပြည့်နေတဲ့ဆာစီရဲ့ကိုမြင်မိမိလဲသွားပါတယ်။တကယ်တော့ကကာရှိကဆာကူရာ ော်ကိုဂန်ဂျီစုလို့ခေါ်တဲ့စိတ်ကိုလဲစားတဲ့ဂျေစုကိုတုံးသွားတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Uchiha မျိုးနွယ်ဆိုရင်နောက်ဆုံးရှင်သန်သူ Uchiha Sasuke လဲကာကာရှင်နဲ့ထိတဲ့ရင်ဆိုင်နေရရင်နောက်တော့ Manga Volume 1 Chapter 6ကအဆုံးသတ်တာပါတယ်။